ခင်ဗျာနော်ဇာကဒီနေ့မှာတော့2025ခုနှစ်ဆယ်လာပိုင်းတွင်မှာအော်တိုဘာလ12ရက်နေ့ကနေပြီးတော့20ရက်နေ့ထိတနင်္ဂနွေသားသမီးတွေအတွက်ဇာကတားရော့နဲ့ဆယ်ရက်တစ်ပတ်တာကံကြမ္မာဟောစတန်းကိုဟောကြားပေးမှာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေပါရင်မိတ်ဆွေတို့အားလုံးအဆက်ဆက်ရရအဆင်ပြေကြပါစေလို့ဇာကဆုတောင်းပေးလိုက်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဒီ2025ခုနှစ်ဆယ်လာပိုင်း12ရက်နေ့ကနေပြီးတော့လကုံအတိမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာ အခွင့်အလမ်းကောင်းတွေအခွင့်အရေးကောင်းတွေကိုစောင့်မျှော်နေသောကာလဖြစ်တယ်။ဒါအပြင်တဦးတယောက်တစုံတယောက်နာကနေပြီးတော့အခွင့်အရေးလေးတွေရရှိရင်ကောင်းမှမျိုးငွေကြီးတွေရရှိရင်ကောင်းမှမျိုးဆိုတာမျိုးလေးတွေကြုံရတတ်တယ်လို့ဒီလဟာမိတ်ဆွေတို့ကဒီအဖက်တာတော်တွေမှာဆိုရင်တင်းကောင်းကြားရခြင်းအဆက်အသွယ်ကောင်းတွေရရှိတတ်ခြင်းအဝေးတက်နေရနေပြီးတော့ကောင်းသောတင်းတွေအဲမိတ်ဆွေတို့နေရဲ့အပေါင်းအသင်းထံမှအကူအညီကောင်းတွေ အခွင့်လန်းကောင်းတွေကိုများစွာရရှိတတ်တာမျိုးမျော်လင့်ထားသလိုရောက်ရှိလာတာမျိုးတွေကြုံရတတ်သောကာလမိမိဖြစ်လို့သောကြားလို့သောဖြစ်ရှင်သောဆန္ဒတွေကိုတရင်ကောင်းတွေမကြမီကြားရတတ်သောကာလအပိုင်းခြားဖြစ်ပါလေခင်ဗျမိတ်ဆွေတို့အနေနဲ့အလုတ်ကအလုတ်ကိုင်းနဲ့ပတ်သက်ရင်တော့အလုတ်နှစ်ခုစိတ်နှစ်ခုအလုတ်နှစ်ခွစိတ်နှစ်ခွဖြစ်နေတတ်တယ်ဒါအပြင် တဏှာရာကိုလည်းပြီးပြအောင်လှုပ်ရှင်တယ်တခုခုကိုလည်းလက်လွတ်၍မရနေတာမျိုးတခုခုကိုလည်းဖြစ်အောင်လှုပ်ရှင်တယ်ဒါပေမဲ့တခုခုကိုလည်းလက်လွတ်မရတာမျိုးလေးတွေကြုံရတတ်တယ်လို့အဲအထက်မှာဆိုရင်လည်းလုပ်ငန်းနဲ့ပတ်သက်အထက်လူကြီးရဲ့ဖိအားလေးတွေလည်းကြုံရတတ်တယ်လို့အောက်လက်ငယ်သားတွေရဲ့စိတ်တိုင်းမကြခြင်းလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်သောအပ္ပတကလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအလောက်ကအလောက်ကိုင်းနဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေတို့အနေနဲ့လက်ရှိကာလမှာအဲ အဖွဲ့စည်းနဲ့ပတ်သက်တာမျိုးလေးတွေလှုပ်ဆောင်တဲ့အခါမှာအကျိုးပေးတဲ့အများနဲ့ပတ်သက်တာမျိုးလေးတွေရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်ဒါအပြင်ငကူကတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့မိတ်ဆွေပေါင်းသင်းနေနာနေပြီးတော့တော့အကူအညီတွေရရှိတာမျိုးလေးတွေကြုံရတတ်တော့အပတ်တာကာလပိုင်းချဖြစ်တယ်ဒါအပြင်မိသားစုအတွင်းမှာအိမ်တွင်းရေးမှာအဲမိမိရဲ့အိမ်အောင်ဖတ်နဲ့ပတ်သက်ပြီးတော့ငွေကြေးဝင်လာတာမျိုးအမွေတွေရရှိတာမျိုးအဲမိဘ ရချာဆွေမျိုးရောက်မှအဆရှိတဲ့သူတွေနားကနေပြီးတော့အထောက်အကူအကူညီတွေရရှိတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်တယ်။ OA Champion နဲ့ပတ်သက်ပြီးတော့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အတီတကျရရှိပိုင်ဆိုင်တာမျိုးနေရာထိုင်ခင်း OA Champion မြေယာကိစ္စလေးတွေမှာအခွင့်အလမ်းကောင်းတွေရရှိလာတာမျိုးတွေကြုံရတတ်တယ်လို့ယာဒူးလုပ်ငန်းကိန်းကနဲ့ပတ်သက်ရင်လည်းယာဒူးနဲ့ပတ်သက်လာရင်ဖြီးအားတော်များပါပဲ။ယာဒူးတက်တာမျိုးယာဒူးတိုးတာမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်ငကူကမိတ်ဆွေတို့အနေနဲ့ မိသားစုလိုက်ခရီးသွားမယ်ဆိုပြီးတော့ခရီးထွက်ဖို့အတွက်ကို မတော်ဖြစ်ရင်လက်ရှိကာလမှာမိသားစုနဲ့ခရီးထွက်ခြင်းအပျော်ပွဲစားထွက်ခြင်းဖြစ်ခြင်းတွေအပန်းပြေခရီးထွက်ခြင်းတွေသို့မဟုတ်ဘာသာရေးဆိုင်ရာအကိစ္စအကြောင်းတစ်ခုခုနဲ့မိသားစုနဲ့ခရီးထွက်ရခြင်းအချိန်ပေးရခြင်းမျိုးတွေခြေတူဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အားသာခြင်းတိုးတက်ခြင်းကောင်းမွန်ခြင်းတွေရရှိတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့အကြောင်းပြုပြီးမိသားစုခရီးထွက်တာမျိုးပဲဖြစ်ဖြစ်အဖွဲ့အစည်းအသင်းအဖွဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်မိသားစုကိုအချိန်ပေးရတာမျိုးငဘူကအဝေးမှရောက်နေတဲ့မိသားစုတွေနာကိုပြန်လဲစုံစည်းတာမျိုးတွေကြုံရတတ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက် ်လို့ဘလောက်ပဲခက်ခဲစီကမှုမိမိရဲ့အိမ်တွင်းရေးစိတ်ချမ်းသာမှုလေးတွေငြိမ်းချမ်းမှုလေးတွေရရှိတတ်သောကာလအပိုင်းရှာဖြစ်ပါလေခင်ဗျာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ နည်းနည်းလေးသတိပြုရမယ်အဲရှစ်တောက်နဲ့ပတ်သက်ပြီးတော့ထိခိုက်နာကျင်တာမျိုးလေးတွေအကျောတို့အစင်းအမြစ်တို့လေးလံတာမျိုးလေးတွေထိုင်းမိုင်းတာမျိုးလေးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်တို့အပြင်မိတ်ဆွေတို့အနေနဲ့လှုပ်လှုပ်ချာချာများများလှုပ်တဲ့မိတ်ဆွေများအတွက်ဆိုလို့ရှိရင်တော့ခြေလက်အင်္ကာနဲ့ပတ်သက်တာမျိုးအကျောနဲ့ပတ်သက်တာမျိုးအကျောတင်အကျောထုံတာမျိုးလေးတွေဖြစ်ရတတ်သောကာလပိုင်းခြားဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတော့သတိပြုဆင်ခြင်ပေးရန်အတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျဒါအပြင်ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ ဘာမှဆုံယူစေရင်စရာမရှိဘူးသာသမီကိစ္စလေးတွေကြောင့်ဆွေမျိုးသားချင်းရက်ဝေးကိစ္စလေးတွေကြောင့်တို့မဟုတ်လို့ရှိရင်စေတနာလေးတွေကြောင့်တို့မဟုတ်အလူတန်းကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လာရင်တော့ဝင်လဲဝင်တယ်ဝင်ပြီးတဲ့အခါအဲဆွနာလို့ပေါ့ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာ ဟိုတသမိကိစ္စလေးတွေကြောင့်ခကြီးသွားကိစ္စလေးတွေကြောင့်ငွေကြေးကုန်ကြများရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ညီကောင်မောင်တို့မှဆွေမျိုးသားချင်းလေးတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့ပတ်သက်လို့ကိုယ်ကစိုက်ထုတ်ပေးလိုက်ရတာမျိုးလေးတွေကောင်းသောနေရာမှာကောင်းသောအတုံးချခြင်းကောင်းသောအပြုမှုလေးနဲ့ငွေကြေးကန်နဲ့ပတ်သက်လာရင်တိုးတက်နိုင်စရာ အားသာနိုင်စရာရှိတော့အပတ္တကာလအပိုင်းချဖြစ်ကြောင်းထပ်လောင်းပြောကြပါရစေ။ငွေဟာမထင်မဖဲနဲ့လုံငနေချင်းငနေဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်လာရင်လည်းအမွေရာချင်းတွေငွေကြီးနဲ့ပတ်သက်လာရင်လက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲရရှိခြင်းတွေဆုံးရှုံးထားတဲ့ငွေကြီးတွေနဲ့ပတ်သက်လာလို့ရှိရင်ပြန်လဲတောင်းဆိုတာမျိုးလေးတွေအားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလအပိုင်းချဖြစ်တယ်။ညီကိုမောင်နှမတွေရဲ့အကူအညီကိုရရှိတတ်တဲ့ ဆက်တူအစုခြေရာနဲ့ပတ်သက်ပြီးရှေ့တူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းနိုင်သောကာလအပိုင်းချဖြစ်တယ်။ဒါအပြင်ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊ခရီးသွားကိစ္စလေးတွေရှေ့တူဆောင်ရလှုပ်ဆောင်မှဆက်ပစ္စည်းရင်းတွေဝင်လာတတ်တယ်။သတိထားဆင်ခြင်ပေးရမယ့်အချက်ကလေးတွေကတော့မိတ်ဆွေတို့အနေနဲ့အားနဲ့အချက်အနေနဲ့သတိထားမှဒီလအတွင်းမှာဆိုလို့ရှိရင် အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့အဲတစ်ဖက်ကနေပြီးတော့ဒီလိုပြောလိုက်တဲ့အခါမှာမိမိတို့အနေနဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့အထက်လူကြီးနဲ့မိမိရဲ့ဆွနာလူကိုအောက်လူနဲ့ကြားထဲမှာအဲကိုကကြားခန့်တဲ့အနေနဲ့ကြားညက်တာမျိုးလေးတွေသူများရဲ့ကိစ္စလေးတွေပြုမှုဆောင်ရွက်တဲ့အခါသူများရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုအဲကိုကစေတနာနဲ့ဝင်ပြီးဖြည့်ရှင်းကမှာတယောက်နဲ့တယောက်တူးနဲ့တူကကိုကိုအထင်မြင်လွဲတာလေးတွေသတိထားဆင်ကျင်ရလိုအပ်ပါတယ်မိတ်ဆွေတဲ့အပေါင်းအသင်းတွေရဲ့အကူအညီကိုရရှိတတ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်း င်းပြောကြလိုက်ပါရစေ။ယာရုလုပ်ငန်းကိုင်ကန်တဲ့ပတ်သက်ရင်ယာရုပင်မစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ပြီးတော့မှယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရတတ်တော့ကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ဆက်ပစ္စည်းအသစ်ဝင်တတ်တာမျိုးတဲ့ဆိုင်ကဲတို့ဖုန်းတို့ကားတို့အစရှိတဲ့အရာလေးတွေအသစ်ဝင်လာတာမျိုးလေးတွေကြုံရတတ်တော့ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျ။ဒါအပြင်တန်ဖိုးရှိတဲ့အရာလေးတွေလက်ဆောင်ရရှိတာမျိုးလေးတွေကြုံရတတ်တယ်။ ိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့အိုးအိမ်ချမ်းမြေမြေယာထိုင်ခြင်းနေရာနဲ့ပတ်သက်ရင်ရှေ့သို့ဆောင်ရွက်လှုပ်ဆောင်ရင် အာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်တဲ့သတိပြုစင်ကျင်ပေးရမှာအချက်လေးရတော့မိတ်ဆွေတို့အနေနဲ့အဲအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိမိတို့အနေနဲ့အဲဆွေးညံ့နေတဲ့ကိုက စေတနာတွေဝေဒနာ ဖြစ်တတ်တာမျိုးစကားကိုဥမာပေါ့ဟိုကိုကတုံထိုးအိုးပေါက်ပြောမိလိုက်တာမျိုးတစ်ဖက်လူပေါ်မှာကိုကစမီရွယ်ပဲနဲ့ပြောမိလိုက်ပြင်မဲ့ကိုနဲ့ဆွမ်းနာလူပေါ်တစ်ဖက်သူရဲ့အားနည်းချက်ကိုဖိနှိပ်ပြောမိတာမျိုးလေးတွေကြောင့်တော့ အဲမိတ်ဆွေတို့အနေနဲ့ပြောပြီးကမှအခရားလေးကြီးလို့ပြောပြီးကမှအဲငမသွားပြီပဲဆိုပြီးတော့ပြန်လဲပြီးတော့အဲတောင်းမှန်ရတာမျိုးသူမဟုတ်ရင်ပြန်လဲပြီးတော့ပြင်ဆင်ရတာမျိုးလေးတွေမလိုလားအပ်တဲ့အနှောင်အနေလေးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုဆင်ခြင်ပေးရန်လိုအပ်ပါတယ်မိမိအိမ်အတွင်းမှာအဲရက်တက်နေသောနာယီအဆုတ်တွေစက်ပစ္စည်းအဆုတ်တွေတံဖတ်အဆုတ်တွေရှိလို့ရှိရင်စွန့်ပေးပါပိတ်နေတဲ့လက်တွေပွင့်သွားပါလိမ့်မယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့လိုရာကိစ္စကိုမသွားမိမှာ မိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအောင်မြင်စေဖို့အတွက်ဆိုရင်မြက်စွာဘုရားမှာကြေးကြရလေးလူပြီးတော့သွားတာမျိုးဆူတောင်းသွားတာမျိုးတွေကအောင်မြင်တိုးတက်နိုင်တော့အပတ္တကာလအပိုင်ချဖြစ်တယ်။ဒါအပြင်မိษွေတို့အနေနဲ့အကျိုးပေးသောအရာဟာအနီရောင်အညိုရောင်အဝါရောင်တွေကမိษွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစေပါတယ်။အကျိုးပေးသောကဏ္ဍအခရာလေးအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍလေးကဏ္ဍတွေဟာမိษွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေသလိုအကျိုးပေးသောအရာဟာတော့အရှိဆူဆူအရာဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမျိုးတွေကြလို့ချင်းမိမိတို့အနေနဲ့အင်္ဂါသားသမီးတို့အင်္ဂါနေသားတွေနဲ့တွဲဖက်လှုပ်ဆောင်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါれမိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေမပြောမိမှာဇာငင်နာမပေးခြင်းမိခြင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက်790290416 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5050 92မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်ကြောင်းဆရာကထပ်လောင်းကြင်ညာရင်းနဲ့ မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းသွက်အယောင်းထွက်စီဖို့ဆိုမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုခေါင်းမီးလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းထွက်ပါစေဆိုပြီးစုတောင်းမီရောင်းလိုက်ပါအယောင်းသွက်အယောင်းထွက်စီပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်များတော်တော်လတ်လတ်ရောင်းထွက်သွားစီမှာအသေးကြပဲဖြစ်တယ်အဆက်ဆက်ရဲ့အရာမိတ်ဆွေတို့ကန်စလာတိုးတက်ကန်ကောင်းစီရန်တို့ကမိမိတို့အနေနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုပဲဖြစ်ဖြစ် ပိတ်နေတော့လက်တွေပွင့်လန်းစီရန်အတွက်ဆိုလို့ရှိရင်တော့ကလေးငယ်လေးတွေကိုချုံကျင်လေးတွေကျွေးပြီးတော့မိတ်ဆွေတို့အနေနဲ့ငွေဝင်ပါစေဆိုပြီးစိတ်ကနေပြီးတော့ဆူတောင်းပြီးတော့ကလေးငယ်တွေကိုချုံကျင်ကျွေးတာမျိုးကုသိုလ်လုပ်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ကံကောင်းစီတော့လဖြစ်ပါတယ်ခင်ဗျဒါအပြင်ဒီကာလအတော်တွင်မှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့တခုခုကိုဆုံးဖြတ်ဆောင်ရွက်တဲ့အခါမျိုးတွေကြရင်ချစ်ချင်ဝေးဝေးတိတ်စဉ်းစားမနေပဲနဲ့ဝုန်းတိုင်းဆောင်ရွက်တာမျိုးအလင်းစလိုဆောင်ရွက်တာမျိုးလေးတွေဟာမိတ်ဆွေတို့အတွက်မထင်မှတ်သောအပြောင်းအလဲချင်းချက်လေးတွေရရှိနိုင်ကြောင်းနဲ့ ကိုဟာမိမိအိမ်တော်ဘက်နဲ့ပတ်သက်လို့အိမ်တော်ကြီးနဲ့ပတ်သက်လို့လူတိသူတိမဖြစ်စေလို့တဲ့ကိစ္စတွေဖုံးပြထားတာမျိုးလေးတွေပေါ်တတ်သောကာလဖြစ်တဲ့အတွက်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့အနေနဲ့ ဆွမ်းနာလို့ပေါ့တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ရှေ့ဆက်ဆောင်ရွက်ပါပြီးတဲ့အခါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အဲဘာမှမဟုတ်ပဲနဲ့ဟိုစကားနောက်တရားပါဆိုတဲ့အတိုင်းပြဿနာအခြေရင်လေးတွေများရတာမျိုးလေးတွေကြောင့်မိမိအိမ်တော်ကြီးမှာပฏิပက္ခလေးတွေဖြစ်ရတာမျိုးလေးကြုံရတတ်တယ်တို့တော့ဘာမှတော့ကြီးကြီးမားမားမဟုတ်ပဲနဲ့စိတ်ကတော့ကစရာဖြစ်စရာလေးတွေမိမိအိမ်တော်ကြီးဈာထဲမှာဈာလူတဦးတယောက်ကိုအကြောင်းပြုပြီးထိုသူနဲ့ ဟုတ်လားကိုယ့်ရဲ့လင်မယားကြားထဲမှာလာပြီးတော့ဟိုကိုကယုတ်တိအထပြောလိုက်တဲ့စကားလုံးလေးတွေကြောင့်နားလည်မှုလွဲသွားတာမျိုးလေးတွေဂျုံကတက်ပါတယ်ခင်ဗျာသို့တော့ဆူဆူဝါးတော့မရှိပါဘူးလူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ဒီကာလအတော်တွင်မှာအားနေပါတယ်အရှိရင်နဲ့ပတ်သက်လာရင်တဦးနဲ့တဦးတစ်ယောက်နဲ့တစ်ယောက်တန်လျာတွေဝင်နေတာမျိုးလေးတွေကြောင့် အရှိနဲ့ပတ်သက်ရင်တော့စိတ်မောလူမောဖြစ်ရတတ်တော်လားဖြစ်ကြောင်းအပတ်တာဖြစ်ကြောင်းပြောရင်းနဲ့ကဲတနင်္ဂနွေသားသမီးမိတ်ဆွေအားလုံးအဆက်ဆက်ရရဒီတပတ်တာအတွင်းမှာအစင်ပြေကံကောင်းကြပါစီလို့ဆရာကဆုတောင်းရင်းနဲ့တနင်္လာတွေအတွက်ပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေအားလုံးအစင်ပြေအောင်မြင်တိုးတက်ကြပါစီခင်ဗျနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်